ရဲ့အကြိုက်ဖြစ်ပြီးတော့တစ်ပင်တွေကအသီးတွေဖြစ်တာလို့ခေါ်တယ်။တခါစိတ်တပစ္စယဥရုသမုဋ္ဌာန်ဆိုတာလူဟာစိတ်ကပျော်ရွှင်လန်းဆန်းနေတဲ့အချိန်အဲ့ဒီလူရဲ့ပျော်ရွှင်လန်းဆန်းမှုတွေဟာပတ်ဝန်းကျင်ကိုပျော်ရွှင်လန်းဆန်းတဲ့ဓာတ်တွေကူးသွားတယ်။အဲ့ဒီဓာတ်ကူးတာကိုအကြောင်းပြုပြီးတော့တစ်ပင်ကလည်းပဲကောင်းမြတ်တဲ့ဥရုတွေရပြီးတော့တစ်ပင်ကလန်းဆန်းမှုဖြစ်တယ်လို့ဒီလိုဆိုတာနော်။ အဲ့ဒါမျိုးကိုစိတ်တပစ္စယဥဒ္ဓမုဋ္ဌာန်လို့ခေါ်တယ်။တိုင်းရိုက်လှုပ်တာမဟုတ်ဘူး။တဆင့်ကဒါကြောင့်မို့ခုခေတ်စမ်းသပ်ပြီးတော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကကမ္မထန်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်လှုပ်ရှားမှုဒီတိုင်းစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တရားရဲ့အုံနောက်လှုပ်ရှားမှုကြည့်လိုက်အလွန်ကွာခြားတယ်လို့ပြောကမ္မထန်အထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကငြိမ်သက်ပြီးတော့သူခန္ဓာကိုယ်ကထွက်နေတဲ့အရာတွေကလည်းငြိမ်သက်အေးချမ်းမှုတွေကိုထွက်တယ် စိတ်ပူနေတဲ့ပုဂ္ဂိုလ်တဏ္ဍာထွက်တဲ့အရာတွေကလှုပ်ရှားပြီးတော့ဘေးကိုပူလောင်မှုတွေကို ဖြစ်စေတယ်လို့ဆိုမတူဘူးတဲ့နောက်တစ်ခါရေတောင်မှပဲရေထဲမှာပါတဲ့ခရစ်စတန်လေးတွေအကြည်တန်လေးတွေကိုဓာတ်ခွဲပြီးတော့ကြည့်တဲ့အခါတချို့ရေတွေကဒီဥမာမဲ့ပရိတ်ရေဆိုတာဆို ပရိယေအတမှန်ကြည့်မယ်ဆိုလို့ရှိရင်ပရိက္ခဘာစွမ်းတကူမှမရှိဘူးလို့ထင်ကောင်းထင်နေပြီပရိယေရွတ်ထားတဲ့ရေနဲ့ပရိမရွတ်တဲ့ရေတစ်ခုကဘလို့ကွာခြားတော့ဆိုပရိမရွတ်တဲ့တမှန်ရေကိုကြည့်မယ်ဆိုရင်အဲ့ဒီရေလေးတွေရဲ့အနှစ်တရာလှုပ်ရှားနေတယ်တဲ့ငြိမ်သက်မှုမရှိဘူးပရိယေရွတ်ထားတဲ့ခုနဒီပရိယေရွတ်ထားလို့ပရိယေအစွမ်းတကူရနေတဲ့ရေလေးတွေခြားတော့ငြိမ်သက်ပြီးတော့နေတယ်လို့ဒီလိုဆိုတယ် ဒါကစမ်းတတ်လို့တွေ့တဲ့အဖြေလေးတွေကိုပြောပြတာနော်ခုခေတ်မှာတေချာစမ်းတတ်တဲ့ပုဂ္ဂိုလ်တွေကဒီအဖြေလေးတွေကိုရနေတယ်မတူညီဘူးဆိုတာတွေလူမမြင်နိုင်တဲ့ကွဲပြားခြားနားချက်ကလေးတွေဟာရှိနေတယ်ထို့တူပဲနော်ခုနကဝန်တာအာရဂီတာတီးပြီးပြောနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့အငွေ့တွေဟာသစ်ပင်အကြိုက်ရာသီဥတုကိုဖြစ်စေတယ် အဲ့ဒီယန္တိဥရုကမှာတစ်ပင်ကိုအကျိုးပြုလို့တစ်ပင်ဟာပွင့်နေလန်းနေဖြစ်လာတာဒီလိုဆိုလိုတယ်တဲ့ရဲ့ကြီးကတစ်ပင်ကတိလို့ပျော်လို့ဝမ်းသာလို့ပွင့်တာမဟုတ်ဘူးလို့ဒီလိုပြောတာနောက်တစ်ခုတချို့ကထင်ကြသေးတယ်တချို့တစ်ပင်တွေရှိတယ်လေတချို့တစ်ပင်တွေကပန်းမွင့်လေးပွင့်နေအဲ့ထက်မဲ့ရင်ကောင်ကလာပြီးတော့ဝင်လိုက်တဲ့အခါပန်းမွင့်ကပိတ်သွားတယ် အဲ့ဒီအပွင့်ကပိတ်တော့လူတွေကပြောတော့ဒီတစ်ပင်ကရင်ကောင်ကိုဖမ်းပြီးတော့စားတယ်လို့ဖြစ်နော်တစ်ပင်ကပန်းပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီရင်ကောင်ဟာပိတ်မိနေတော့မထွက်တော့အဲ့ဒီထက်မှသေးတယ်အဲ့ဒါကိုတစ်ပင်ကစားတယ်လို့လူတွေကယူဆကြဒါကတော့ဘလို့ရှင်းစရာလိုလဲလို့ဆိုရင်တကယ်ကတော့တစ်ပင်မှာ စားတတ်တဲ့ဟာတော့မရှိဘူး ရေမြေကိုတော့စုတ်တော့တာအမြင့်ကပဲစုတ်တော့မယ်အပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာရင်ကောင်ရဲ့ကိုကထွက်တဲ့ဒီအငွေ့အသက်တွေဟာအပင်ကိုအပွင့်ကိုပိတ်သွားစေတတ်တယ်သူရဲ့အခုခေတ်ဆိုရင်တော့ပုံပြီးနားလည်နိုင်မယ်လေးစိတ်ထဲသွားတဲ့အခါကျကြည့်လေ exit လို့ရေးထားတဲ့မှန်တကားကြီးတွေနားသွားလိုက်ရင်တကားသွားသူပွင့်သွားဘာနဲ့ပွင့်တာလူကိုငွေ့နဲ့ပွင့်သွားတာ ဒီလိုဆိုတာလူကုံဝေးတယ်အခုကိမှာဆိုရင်တော့ဘဲတီးတာလဲလူကုံဝေးနဲ့တီးလို့ရတယ်မီးဖွင့်တာလဲလူကုံဝေးနဲ့ဖွင့်လို့ရတယ်နော်လူခန္ဓာကိုယ်ကထွက်နေတဲ့ကုံဝေးတွေနဲ့ပဲတကားလဲပွင့်တယ်မီးလဲလင်းတယ်ဘဲလဲတီးတယ်ဟာအဲ့ဒီသဘောတွေပဲဘဲတီးတာဘဲကအသက်ရှိလို့မဟုတ်ဘူးနော်တကားပွင့်တာတကားကအသက်ရှိလို့လည်းမဟုတ်ဘူးလူရဲ့ကုံဝေးနဲ့ပွင့်သွားတယ်အဲ့ဒီသဘောပဲခုနက ပန်းပွင့်ကရင်ကောင်လာပြီးတော့နားတဲ့အခါမှာပိတ်သွားတယ်ဆိုတာအဲ့ဒီသဘောဟေးအလုံးအခေါ်တော့လွယ်ကောင်းလွယ်လိမ့်မယ်ထိကယုံပင်လို့လည်းခေါ်တယ်တချို့ကလည်းထိကညှိုးလို့ခေါ်တယ်တခြားရက်တွေလည်းရှိလိုက်အဲ့ဒီသစ်ပင်ကိုသွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်တွန့်သွားတယ်သစ်ပင်ကအကုန်လုံးကုတ်သွားတယ် အဲ့ဒါကလည်းလူရဲ့ကိုငွေ့ကြောင့်မို့လို့ယုံသွားတဲ့သဘောသူကလူငါလာထိတယ်ဆိုပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးသူကအတိစိတ်ရှိလို့ဖြစ်တာမဟုတ်ဘူးသို့တော့လူရဲ့ကိုငွေ့နေကြောင့်ဖြစ်သွားတာမျိုးတွေအဲ့ဒါမျိုးတွေဟာတဆင့်ကအကြောင်းပြုတာလေလို့ဒီလိုမှတ်သားကြရအေးအဲ့ဒါလိုပဲဖရာအလောင်းတွေဟာ အစွမ်းတတ္တိရှိတာဖြစ်တော့ကြောင့်ကမ္ဘာလောကကြီးမှာ လောကသားတွေအတွက်အကျိုးပြုမဲ့ပုဂ္ဂိုလ်တရားတို့ဒီတဲ့နတ်ပြည်ကနေပြီးမေတော်ရဲ့ဝမ်းထဲမှာတရေတီလိုက်တာနဲ့တပြိုင်နက်ကမ္ဘာမြေကြီးဟာခုနကတာမန်ပုဂ္ဂိုလ်တွေဘလောက်ပဲမွေးနေနေဘလောက်ပဲတရေတီနေနေဘာမှမလှုပ်ရှားဘူးဖះလောင်တရေတီတဲ့အခါကျတော့ကမ္ဘာမြေကြီးကတုံ့ဟီးသွားတယ်တဲ့တာမန်ပုဂ္ဂိုလ်တွေမှဖြစ်နေဘာလို့လဲဆိုအရှိန်အဝါဆိုတာရှိတယ်နိ အရှိန်ဟွာကြောင့်မို့လို့အခုလိုဖြစ်သွားတာဒါကတတ္တိယငလျင်လှုပ်ခြင်းရဲ့အကြောင်းတစ်ခုပဲစတုဒ္ဓငလျင်လှုပ်ခြင်းအကြောင်းကတော့အဲ့ဒီဘုရားလောင်းဟာမိခင်ရဲ့ဝမ်းထဲမှာတရေတဲပြီးတော့ကိုလလွန်ဆယ်လတဲ့ရောက်တဲ့အခါမှာဖွာတော်မူတယ်အဲ့ဒီဖွာတော်မူတဲ့အခါမှာလည်းပဲထူးခြားလာတဲ့ပါရမီရှင်ဘုန်းကံရှင်တူပေါ်ပေါက်လာတော့ ဒုက္ခနာကိုကထွက်တဲ့အငွေ့တွေဟာအမြဲတမ်းအစွမ်းတတ္တိရှိတဲ့အတွက်ကြောင့်ကဘာမြေကြီးကတုံ့ဟီးသွားပြန်တယ်။နော်။တဘာဝကိုကတုံ့ဟီးသွား